အလုံးမဲ့မင်္ဂလာပါဆရာမဒီနေ့တကယ်လက္ခဏာလေးနဲ့လက္ခဏာပြောင်းလဲလာပုံကိုပြောပြမယ်နော်ကြည်အားအဲဆရာမတော့အကောင်းဆုံးနဲ့ထုတ်ထားပေးတာပေါ့နော်ဒါပေမဲ့မမြင်ရဘူးဆိုလို့ရှိရင်လည်းသိခံမိကြည့်ပြီးနော်ဒါကမနှစ်ကပုံပေါ့နော်ဒီဘက်ကကြတော့ဒီနှစ်ပုံမနှစ်ကပုံမှာဘာလဲဆိုလို့ရှိရင်ဒီလက်တံအောက်ပူတပူးချိုကိုမှဒီဒေါင်လိုက်မြင်လေးရှိတယ်ပေါ့နော်ဒေါင်လိုက်မြင်လေးကတိတ်မကောင်းဘူးပေါ့နော်အခုဒီနှစ်မှာ ဘာပြောင်းလဲသွားလဲဆိုလို့ရှိရင်အော်ဒီမှာဒေါင်းလိုက်မြင်ရထင်းထင်းရှားရှားနဲ့ပေါ့နော်သူကလုံးဝဟိုအင်အားကောင်းသွားပြီအဲအဲ့ဒါကိုပြမယ်နောက်တစ်ချက်ကကြတော့ဟောဒီမှာပေါ့နော်မနစ်ကဒီနေရာမှာရှိတဲ့လမ်းကြောင်းကသူကမကောင်းအောင်အထက်အထက်တည်နေပေါ့နော်အဲဒီမှာမြင်ရမလားမသိဘူးဆရာမပြနေပါတယ် now အဲ့ဒီဟာဘယ်လိုပြောင်းလဲသွားလဲဆိုရင်ဒီနှစ်မှာပေါ့နော်သူကတကြောင်တဲ့နဲ့အင်အားကောင်းကောင်းကြီးဖြစ်သွားတယ်ပေါ့နော်အဲ now ဂျိုးကုန်နေအနေထားပေါ့နော် ဒီပုံမှားတိတ်မမြင်ရတော့ဘူးသူကနည်းနည်းတခြားဒီဟာတွေအဓိကထားပြချင်တော့ဂျိုကုံတွေကအဆောက်ပေါ့နော်သူ့လက်မှာပြောင်းလဲသွားတာတွေရှိတယ်ဒါကအဲညာဘက်လက်ပေါ့နော်နောက်ဘယ်ဘက်လက်ကိုပြပေးမယ်ဒါဘယ်ဘက်လက်ဘယ်ဘက်လက်မှာဆိုလို့ရှိရင်ဟောဒီမှာပေါ့နော်ဒီလက်တကြွယ်အောက်မှာရှိတယ်အောင်မြင်လမ်းကြောင်းကသူကဒီမှာဆိုတဝက်ပဲပါတယ်ပေါ့နော်ဒီမှာကြည့်တဝက်ပဲအဲပြီးရင်အခုဒီနှစ်မှာဆိုလို့ရှိရင်အဲ့ဒီအောင်မြင်လမ်းကြောင်းကပို့ပြီးရွှေသွားပြီး ကောင်းလဲကောင်းသွားပြီပေါ့နော်အဲအဲ့ဒီအပြင်မှာဒီမှာကြတော့သူကငါးရုပ်ပုံကပုံပြက်ပန်းပြက်ကြီးဖြစ်နေတာပေါ့နော်အဲဒီဘက်မှာကြတော့သူကအခုဘာဖြစ်သွားပြီလဲဆိုငါးရုပ်ပုံကအရန်လာသွားပြီသူကပုံစံပေါ်လာတာပေါ့နော်အဲနောက်ဒီမှာဂျိုကုံကြည့်လို့ရတယ်ဂျိုကုံကဒီဘက်မှာကသူကဟိုမကောင်းဘူးပေါ့နော်ပြားနေပြီအဲဒီဘက်မှာကြတော့ပြန်ပြီးတော့သူကကောင်းလာတယ်အားရှိလာတယ်ပေါ့နော် အဲနောက်တခြားဟာတွေလည်းရှိတယ်ဒါပေမဲ့ဆီယမအများကြီးမပြောတော့ဘူးပေါ့နော်အဲ့ဒီဒီလာမေးတုန်းကဆီယမစီမှာပေါ့နော်သူ့လက္ခဏာအစင်မပြေတော့ဆီယမညွန်ကြားမှုကြီးပြောတယ်ပေါ့နော်ဘာတွေလောက်ဘာတွေလောက်ပေါ့နော်အဲ့ဒီခါကျတော့သူကတကယ်လိုက်လုပ်တယ်အဲ့ဒီခါကျတော့သူ့ရဲ့လက္ခဏာကတိတိတသားတစ်နှစ်မှပြောင်းလဲသွားတယ်လက္ခဏာပြောင်းသလားဆိုလို့ရှိရင်ပြောင်းတယ်ဆ iam မပြောင်းတဲ့လက္ခဏာတွေအများကြီးလဲဆ iam မ YouTube video တွေမှာနောက်ပြီး Facebook တွေမှာလေးဆ iam မတင်ထားပြည်တယ်မျှဝေပြီးထားတယ်ပေါ့နော်အဲ့တော့ကိုကကိုယ့်ရဲ့လက္ခဏာ ပြောင်းသွားပြီဆိုလို့ရှိရင်သူကကောင်းတဲ့ပြောင်းလဲခြင်းဖြစ်ပြီဆိုရင်သူကကံတွေကလည်းပြောင်းတော့မှာပေါ့နော်မကောင်းတဲ့ကံတွေနဲ့မနေတော့ဘူးသူကကောင်းတဲ့ကံတွေဖြစ်လာတော့မှာအဲ့တော့လက္ခဏာကပြောင်းသလားမင်းဒါပြောင်းနေဆိုတာကိုတတ်တည်ပြတာပါအဲ့တော့ကောင်းတဲ့ပြောင်းလဲခြင်းတွေဖြစ်လာသလားဆိုတာကိုကိုကသိဖို့သူကကွက်ကိုလက်ကိုဓာတ်ပုံရိုက်ထားပါဘယ်တပုံညာတပုံတိချာရိုက်ထားအဲ့ဒါဆိုနောက်တကယ်ပြောင်းလဲလာရင်ကွက်ကိုတီးလို့ရတယ်ပေါ့နော်အဲမကောင်းမှုဆိုလို့ရှိရင်လည်းမကောင်းတဲ့အလျောက်ပေါ့နော်ဘာတွေလုတ်တင်နဲ့ဘာတွေမလုတ်တင်ဘူးကောင်းတာတွေလုံမယ်မကောင်းတာတွေရှောင်မယ်ပေါ့နော် အဲအဲ့လိုမျိုးလေးဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီလက္ခဏာတွေကပိုကောင်းပြီကိုယ့်ဘဝကလည်းပိုပြီးတိုးတက်လာမယ်အောင်မြင်လာမယ်ကြီးပွားလာမယ်ချမ်းသာလာမယ်ပိုပြီးစိတ်တွေပျော်ရွှင်လာမယ်ပေါ့အဲလောကဓာတ်တွေကိုလည်းရင်ဆိုင်နိုင်လာနိုင်မယ်အဲ့တော့ဆရာမကတော့ဘာလုပ်လဲဆိုရင်ဆရာမဒေါက်တာဖြူဖြူသွင်းပုံညကလေးရနေပေါ့နော်ဒေါက်တာဖြူဖြူသွင်းဆိုတာ MBBS ကိုပြောတာပါနော်အဲဆရာမရဲ့ဗီဒီယိုလေးတွေကြည့်ချင်းဆရာမ TikTok နောက် YouTube နောက် Facebook ဒီမှာကြည့်လို့ရပါတယ်ဆရာမဟောခန်းမှာလာမင်းမယ်ဆိုတော့တရက်ကျုံဖုန်းဆက်ဖို့ကြင်ယူပါပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေ